အခုကြံခဲ့တဲ့ຫນွေနဲ့တော့တခြားစီပဲအဲ့ဒီတော့ဆိုလို့ရှိရင်ကောင်းပေးညွန့်ပေးလို့ပြောလို့ရတဲ့ Declan Rice တကယ့်ကိုမှ greatest sign နေမယ်ပြီးတော့ခိုင်ဘက်လူမျိုး ZT Baby ခေါ်တဲ့ player ပြီးတော့ Raya တို့လူမျိုးအလားအလာရှိတဲ့ player တွေနဲ့ Julian Timber လို့ player ဒါပေမဲ့အဲ့ဒီနှစ်ခေါ်လိုက်တဲ့တုံလုံးမှာကျွန်တော်တို့ဒီ Ajax ကခေါ်လိုက်တဲ့ Timber ကောင်းမန်းတော့တည်ရဲ့ဒါပေမဲ့ Rice ကလောင်ကြီးအောက်မှာမိနေလို့ပြောလို့ရတယ်အဲ့ဒီလက်မှတ်ထိုးပွဲတွေမှာဆိုရင်တားကြီး Raya နဲ့ ထင်ပါကတိတ်မထင်ပေါ်ခဲ့ဘူးပြောလို့ရတယ်ကျွန်တော်တို့စိတ်ထဲမှာခံရဘက် declan right ဒါတွေပဲထက်ခါထက်ခါတွင်းင်းနဲ့ပျော်နေခဲ့ရပါလေဒါပေမဲ့အသင်းအတွက်ဒီကစားမှအရေးပါလာနိုင်ခြင်းရှိရဆိုတာတော့ community တိုင်းကွင်းပွင့်ဘလောက်မှာ Manchester City ကိုကျွန်တော်တို့အနိုင်ကံပြီးတော့ penalty စင်တီရောက်ခဲ့ရပါလေအဲ့ဒါနဲ့ဘိုးဆွဲသွားတဲ့အချိန်မှာတော့ဟာထင်ပါကငါတို့အတွက်တရားသီးလုံးအားကိုးရနိုင်တယ်ဆိုတဲ့ feeling မျိုးရပါတယ်တကယ်လည်းအဲ့ကစားမှအဲ့ဒီပုံစံမှာလုံးဝ strong ဖြစ်ဖြစ်နဲ့ သင်းအတွက်တကယ်ကိုပြီးဆက်ကစားသွားတာအဲ့ဒါကျွန်တော်တို့ဒီကစားမောင်းသုံးလို့ရပြီလို့ထင်ထားခဲ့တာသူ့ကိုခေါ်ခဲတော့ကျွန်တော်ယူတန်း40တောင်ပေးခဲ့ရတယ်ဒါပေမဲ့အရှိကဆရာဆရာကြီးတွေကအများကြီးကုန်ထားခဲ့တာဖြစ်တဲ့အတွက်ဒီတန်း40ကျွန်တော်တို့ဆိုများလူတော့မထင်တော့ဘူးကျွန်တော်ကစနစ်အာဆင်နယ်မှာဝတ်ဆင်ကစားတယ်2028ခုနှစ်အထိပေါ့လေသူ့အတွက်ကျွန်တော်တို့ကတပတ်ကိုပေါင်900ကျတယ်ဒါပေမဲ့နောက်ကသူ့ရဲ့စွမ်းဆောင်ရည်ပုံမူတည်ပြီးတော့ bonus အနေနဲ့ပေါင်300ရှိရဲစုစုပေါင်းတပတ်ကိုပေါင်3000လောက် ဆွမ်းဆောင်ရေကောင်းကောင်းတို့ကျွန်တော်ပေးချေရပါလေတနစ်ဆိုရင်ပေါင်6တသမ2တန်းလောက်ကြာမယ်အဲ့ဆိုအေဂျင့်မာတော့ကပေါင်4000ကျော်5000လောက်ပဲရတဲ့ကစားသမောက်အစင်တွေကအဲ့ဒီရဲ့နှစ်ဆပေါင်9000ဒီပါပေးလိုက်တာကဲဒါတော့ထားလိုက်တော့ဘာကြောင့်ဒီကစားသမောက်ကိုအိုက်တာအသေးတန်ခေါ်ခဲ့ရရှင်းတယ်2021-23ဘောလုံးရဒီမှာကျွန်တော်တို့အာဆင်နယ်သင်းရဲ့အားနည်းချက်ကဘယ်ဘက်ချမ်းခံစစ်စင်ချန်ကိုကြောင့်သူကအမှားတည်းစားတည်တာဒါပေမဲ့ကျွန်တော်တို့ကသတိထားမိတာက2023 2024ဘောလုံးရာသီကြတော့မှအဲ့ဘက်ကြီးက အာဆင်နဲ့အားနည်းချက်ဆိုတာသိရအဲ့တော့ဇင်ကြီးကိုအဆင်မပြေဘူးဆိုတာသိရအတွက်2023-2024ဘောလုံးရာသီမဆခင်ຫນွေဈေးကွက်မှာတွေကထင်ပါအောင်ခေါ်လိုက်တာဒါပေမဲ့ကန်တရာကိုရီဘက်မှာမရှိဘူးလို့ပြောမှမသိဘူးအားနည်းတဲ့နေရာအတွက်အကောင်းဆုံးခေါ်မှုအဖြစ်လုတ်ခဲ့ပြီမယ်လေအဲ့ဒီရာသီမှာထင်ပါအောင်ကျွန်တော်တို့မတုံးလိုက်ရအောင်ရာသီအစ ပွဲစဉ်နှစ်စောက်တာတန်းကိုကျွန်တော်တို့တကိုးတဲ့နဲ့ကတ်နိုင်တဲ့ပွဲစဉ်မှာနိုင်ပွဲ၃မှတ်နဲ့ အစီအန်တန်ရကစားသမားတူလဲလိုက်ရတဲ့အနေအထားဖြစ်သွားတယ်ပထမတော့ဒီကစားသမားဒဏ်ရာရင်ရတာစေးဖွဲ့ကသွားပြီးကန်လို့ရနိုင်သေးရဲ့ဆိုပြီးတော့ဒီကစားသမားနဲ့ပြောရင်းနဲ့ဆက်ပြီးကန်ခိုင်းတယ်ဒါပေမဲ့နောက်တစ်ချိန်ထပ်ပြီးဖြစ်တဲ့အခါမှာတော့မရတော့တရာသီလုံးနားတဲ့အစီအန်တန်ရသွားတယ်ဒီကစားသမားပြန်ပြီးဆော့နိုင်တာကပရီးမီးယားလိပွဲစဉ်38နောက်ဆုံးပွဲအေဗာတန်တင်းနဲ့ပွဲစဉ်မှာတော့လူစားလဲပြီးဝင်လာခဲ့တယ်မေလ16ရက်နေ့မှာအဲ့ဆိုတော့တရာသီလုံးကျွန်တော်တို့ဒီနယ်သာလန်သားကိုမတုံးခဲ့လိုက်ရအောင် အကြိမ်များသာအဲ့ဒီယာတီကကျွန်တော်တို့ဒီနေတာလန်သားကိုအသုံးပြုခဲ့လိုက်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အားနည်းချက်ဖြစ်တဲ့ဘယ်ဘက်ခံစစ်ကောင်းကောင်းကြီးအသုံးဝင်ပါမှာကျွန်တော်တို့အဲ့ဒီကြံခဲ့တဲ့ယာတီတုံးကထင်ပါမရှိတော့ကျွန်တော်တို့အဲ့ဘယ်ဘက်ချက်မှာဘယ်သူတွေသုံးခဲ့ရလဲဆိုတော့ဇင်ချန်ကိုခီဗီယောတူမီယာစုအဲ့ဒီသုံးုံထက်မှာတူမီယာစုက strong ဖြစ်ဆုံးပဲပြောလို့ရတယ်ဒါပေမဲ့ဒန်ယာတွေကြောင့်ပွဲများစုကိုမသုံးခဲ့ရအောင်စင်းချောက်ကိုပါလို့ရှိရင်လည်းဖျားတနေအရှိမကလိုက်တာကောင်းပြီမဲ့နောက်ချမ်းမှာကဖြတ်ထုတ်မှုတွေကဝေဝဝါ ဲ့တော့ KBO လေးစမ်းသုံးကြည့်တော့လေ KBO ကအဲ့လောက်ကြီးစိတ်ချရတဲ့အနေထားမှလည်းမရှိပြောင်းအဲ့ဆိုတော့ဒီနှစ်မှလိုမျိုး Calafiori တို့ Louis Kelly တို့မရှိသေးဘူးအဲ့ချိန်တုန်းကဒီနှစ်မှကျတော့လူတွေကပုံသွားတယ်ဒါပေမဲ့မနစ်ကဆိုလို့ရှိရင်ကောင်းပင်ညို့မေလို့ပြောမှာကတူမီယာစုမျက်နှာကိုပဲကြည့်ပြီးသုံးခဲ့ရတယ်အဲ့ဘက်ချမ်းမှာအဲ့တော့ Arida ကဒီနေရာမှာထင်ပါနဲ့ဆိုရင်အကောင်းဆုံးအသင်းရဲ့အားလက်ချက်မရှိဆိုတဲ့ပုံစံမျိုးနဲ့အဲ့ဒီရာသီကိုဖြုတ်ဖို့ပြင်ဆင်ထားတာဒါပေမဲ့ကျွန်တော်တို့အာဂိုတကြီးနဲ့ အဲ့ဒီအားအနည်းဆုံးနေရာကိုဖြည့်ဖို့အိုက်တာခေါ်ခဲ့တဲ့ပလေယာဒီ ASEAN တန်ရောက်တရာဒီလုံးနားခဲ့လိုက်ရတယ်အဲ့တော့သူ့ရဲ့ injury history ကိုကျွန်တော်ပြောပြမယ်ဒီကစားမသည်တောက်လျှောက်အာဆင်နယ်ကိုမခေါ်ခင်တော့65ရက်42ရက်17ရက်အဲ့လောက်ပဲနားရတာဒါပေမဲ့2023 2024ဘောလုံးရာသီမှာအာဆင်နယ်ကိုရောက်ပြီးနောက်ပိုင်းမှာ ASEAN တန်အကြောင်း253ရက်တောင်နားခဲ့ရတယ် ဒီရာသီမှာဆိုရင်44ရက်နားခဲ့ရတာမှန်တယ်ဒါပေမဲ့ဒီရာသီမှာ12ပွဲပဲလွတ်ချော်ထားတယ်ကြက်ခိုင်မှုအရာအသေးစား injury အရာဖျားနာမှုအရာဘာညာကြောင့်ဒီရာသီမှာတော့ပဲလွတ်ချော်တာအဲ့မှာကြံခဲ့တဲ့ရာသီတို့100လီလုံးမသုံးခဲ့လိုက်ရဘူးလို့ပြောလို့ရတယ်အဲ့ဆိုတော့ဒီကစားသမားဒီရာသီပြန်လာတဲ့အခါမှာတော့ကျွန်တော်မလုံးဝမထင်တာဘူးဟာ ASEAN တန်ရာနေပြန်လာတဲ့ကစားသမားတွေဒီများသောအားဖြင့်ယုံကြည်မှုပျောက်သွားအရင်တော့ခြေစမ်းဘလောက်ပဲကောင်းကောင်းသူတို့ဒီဒဏ်ရာကိုပြန်ပြီးဖြစ်သွားမှာဆိုတဲ့အတွက်အရင်ကတော့တိတ် performance မထွက်တော့ဘူး။ဒါပေမဲ့ timber ကကြတော့ဒီဘက် asian တန်ရရခဲ့တာကိုဟုတ်ကောဟုတ်ရလားဆိုကျွန်တော်တန်တရားဝင်ရလောက်တဲ့အထိကိုတော်တော်ကြီးကိုကောင်းလာတာ bro ရဲ့။အဲ့ဒီလိုမျိုး asian တန်ရနေပြန်လာတဲ့ကစားသမားအလောက်ကြီးကောင်းပြီးတော့စ조사ပြနေတာကို chelsea အသင်းနီးပြ anzo mares ကလက်ဆွဲပြီးနှုတ်ဆက်ရတဲ့အထိကို appreciate ဖြစ်တာ။သူ့ကိုကျွန်တော်အကြိုက်ဆုံးကပွဲတိုင်းကောင်းပါလေ။ဒါပေမဲ့ကျွန်တော်သူ့ကိုဘယ်ပွဲမှာကြိုက်လဲဆိုတော့ real madrid နဲ့တွေ့တဲ့နှစ်ကြော်စလုံးမှာ ရီယယ်မက်ဒရစ်အသင်းရဲ့အားသာချက်သည်တကယ့်ကိုမှဝင်းကားကစားသမားထိတ်တန်းအဆင့်နေရှိတယ်။အဲ့လိုထိတ်တန်းနေသည်ပရက်ရှာအများဆုံးပေးနိုင်တာကဖူးဘက်ကစားသမားတွေကိုတင်ပါတို့လူးဝစ်ကယ်လီတို့ဆိုတာကရီယယ်မက်ဒရစ်ရဲ့ကောင်းပေညွတ်ပေဆိုတဲ့တောင်ပံတွေကိုအကောင်းဆုံးထိန်းချုပ်ခဲ့ရတယ်။စကယ်လီဒီနဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုလုပ်ပြီးသွားပြီ။အဲ့တော့တင်ပါသည်အဲ့ရဲ့ညာဘက်ချမ်းပါစကယ်လီနဲ့မတူတာကရီယယ်မက်ဒရစ်ရဲ့ဘယ်ဘက်ချမ်းတက်စစ်တောင်ပံကပိုကျိန်းတယ်။ဖြတ်တင်မောရီကအဲ့ဘက်ကပိုထွက်တယ်။ပြီးတော့ဒရစ်ပလင်ပိုင်းကလည်းဗင်နစ်ရှက်ကအဲ့ဘက်ကတိုးတာ။အာဆင်နဲ့ defensive shape ကကျတော့ဘလို့သွားလဲဆိုတော့ဝင်းကကစားသမားတွေက off the ball movement တွေမှာနောက်ကိုဆင်းပြီးတော့ fullback ကစားသမားတွေကူရတယ်အထူးသဖြင့် Julian Tamar ရဲ့အရှိမဘူကောဆာကာရှိတယ်နောက်ဆုံးဆာကာမပေါ့ဆိုရင်တော့ Wanderley ရှိတယ်အဲ့လိုပုံစံမျိုးနဲ့အဲ့တော့ခန်းစစ်ကိုနှစ်ထပ်ထိုင်တယ်ဒါပေမဲ့တောင်မန်ကစားသမားတူဘလောက်ပဲခန်းစစ်ကိုစင်းကူပါတယ်ပြောပြောသူ့ရဲ့ main duty ကဖူဘက်ကစားသမားပဲဖူဘက်ကစားသမားတောင်ဒိုင်ငံရှင်းထုတ်ရတယ်အဲ့လိုဆိုတော့တစ်ဖက်က Vinicius Junior တို့ Kylie Mbappe တို့တစ်ဖက်က ဒီဘယ်လင်ဂန်တို့လိုကစားသမားမျိုးတွေအဲ့ဘက်ချက်မှာ1 2တွဲတာလို့တူးချင်းထိုးပေါင်းမှုတွေပယ်တီဇုံတွေကိုပြေးဝင်လာဆိုဆိုလို့ရှိရင်ထင်ပါကကောင်းကောင်းထင်းချိုးရတာအဲ့အတွက်သူ့ကိုလည်းလုံးဝ appreciate ပေးရမယ်ဘသူပဲလာကူညီရပြောပြောသူက main duty အဲ့တော့သူကောင်းလို့လို့လေကျွန်တော်တို့ဒီနှစ်ကြော်ပေါင်း၅ကိုတကိုးနဲ့ reunion နိုင်ခဲ့တယ်ဒါကမြင်းသားအောင်ပြောတာ တရာဒီလုံးသူကအာဆင်နယ်တင်းအတွက်ဆိုရင်တော့တကယ့်ကို performance အတည်ငြိမ်ဆုံးပြနိုင်တယ်ပြောလို့ရတယ်။ဘလောက်တောင် performance အတည်ငြိမ်ဆုံးပြနိုင်တယ်ဆိုရင်ဒန်ယားနေခွဲစိတ်ပြီးပြန်လာခဲ့တဲ့အင်္ဂလန်ရဲ့အကောင်းဆုံးအလားလားရှိဆုံးညာနောက်ခံလူလို့တော်တော်များထင်ကြီးပေးနေတဲ့ဘန်ဝိုက်ကိုအယံပုံမှာထားလိုက်တဲ့အထိပဲ။အရင်ကဆိုလို့ရှိရင်ဒါဘန်ဝိုက်ကတနေရာပဲဘယ်သူမှဝင်တိုးလို့မရဘူး။ဖြစ်ပုံဖြစ်နေရလဲပြောပြမယ်။အမှန်တကယ်တော့ဒီသားမကိုအာရီတာတရာဒီမှာစာပြီးစမ်းသုံးတာကဘယ်ဘက်ချမ်းခံစင်မှာ။ လက်ပတ်ပေါ့လေလက်ပတ်မှာစတုံးတာဒါပေမဲ့ Louis Scalley ခြေစွမ်းပြလာတဲ့အခါမှာတော့ညာဘက်ချက်မှာလည်း Van White တရားခွဲစိတ်တဲ့အခါမှာတော့ Scalley ကိုဘယ်ချက်မှာထားလိုက်တယ်ညာချမ်း full back ကိုတော့ထင်ပါအောင်ပို့လိုက်တယ်အဲ့ဒါက Aida အဲ့ဒီရွှေ့လိုက်တဲ့အကွက်ကလက်ရှိအချိန်မှာတော့ထင်ပါကိုညာချမ်းမှာထားပြီးတုံးတာတော်တော်ကြီးအဆင်ပြေလာတော့တွေ့ရတယ်ဘာလို့လဲဆိုတော့ထင်ပါက Martin Odegaard နဲ့ Bukayo Saka ကြားတဲ့ကချိတ်ဆက်ပြီးတဲ့ကြိုးလေးတမြင်ပဲ ဖူဘက်ကစားသမားတွေကဒီမော်ဒန်ဘောလုံးလောကမှာတော်တော်လေးအရေးပါလာသူသဖြင့်အိုက်တာလိုမျိုး inverted ဖူဘက်တွေအရန်ကြိုက်တဲ့နီးပြတောက်တွက်ဆိုရင်လိုသူလိုသုံးလို့ရတဲ့အနေထားပဲတံမိုးအတင်ချရည်သုံးမလား off the ball movement တွေမှာအသင်းရဲ့ခံစစ်ရှိတ်ကို ပြန်ပြီးတော့တယ်မလားနောက်ပြီးတော့ bedes ပြန်လုံးမလားဒါတွေကိုလုံးတွေ့ရတယ်ထင်ပါသည်နောက်တန်းမှာအမှန်ရင်းတော်တော်နေတဲ့ player ပြီးတော့သူ့ရဲ့ဂျူရယ်ဒီရှင်းထုံးမှာတော်တော်လေးကောင်းတယ်အေရီယာဂျူရယ်ဆိုင်သူ့ကိုကျွန်တော်ကြိုက်တာ ground ဂျူရယ်ဝင်မှာတော်တော်ကောင်းတယ် ပြီးတော့ intersection လို့ခေါ်တဲ့ဂျာဖြတ်လူမှုတွေမှာဒီနယ်သာလန်သားတော်တော်လေးကိုမိုက်တာတွေ့ရတယ်။ဒီရသည်56ပွဲကစားပြီးပြီ။အဲ့မှာသူပွဲထွက်တာကပွဲပေါင်း40ရှိတယ်။နှစ်ကိုးသွင်းပြီးတော့လေးလုံးဖိုင်ထားတယ်။ဒါပေမဲ့အဝါကက်ကတော့ကိုးကက်ထိတာတယ်။ဒီကစားမရဲ့ position ကတော့ဒါဘဲညာအစွန်ခန်းစစ်နှစ်နေရာလုံးမှာသုံးလို့ရတာဖြစ်တဲ့အတွက် ID address ဆိုရင်တော့ဘန်ဝိုက်ပြန်လာလဲရွေးချယ်စရာ option တစ်ခုဖြစ်သွားတယ်ပေါ့လေ။အဲ့တော့သူ့ရဲ့ plain style ကတော့ကျွန်တော်ဆုံးတော့ပြောတဲ့အတိုင်းပဲ inverted fullback ် inverted fullback ဆိုတာမြင်တောင်ပြောမှာဆိုရင်ညာချမ်းခံစစ်အစုံမှာစောတယ်ဆိုပေမဲ့တကယ်တကယ်ကိုကဘောလုံးကင်ထားပြီးပြိုင်ဘက်ကိုတိုက်စစ်စင်တဲ့ခါကျရင်အဲ့ဒီကစားမိုက်သည်တောင်ပေါ်မှာတက်ဆော့ရင်စောမဆော့ရင်ကွင်းလယ်မှာတတိယမြောက်ပေါင်းဆက်ပြီးစောရတဲ့တပည့်ပိုက်ပေါ်ထိုင်ရတဲ့ကစားမပုံစံမျိုးဝင်ရလာဘန်ဝိုက်က ကောင်းပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာအိုင်ဒါကြိုက်နေတာကဂျူနီယန်ထင်ပါရဲ့နောက်ကနေ overload တွေလိုက်တာမျိုးတွေအထူးသဖြင့် Crystal Palace အသင်းရဲ့ပွဲစဉ်မှာ trosset သွင်းသွားတဲ့ဒုတိယမြောက်ဂိုးမှာဆိုရင် ထင်ပါရဲ့ကွင်းလျံနေဘောကယ်ရင်ကောင်းကောင်းနဲ့ပနတီအေရီယာထိတ်ကနေပြီးတော့ထင်ဒီထရော့ဆက်ကိုခင်းပေးလိုက်တဲ့အလုံးဆိုရင်သူ့ရဲ့ vision ကျွန်တော်တို့တိတာကဖူးပက်ကစားမကြီးများသောအဖြစ်အတက်စင်းစော့မယ်စကိုင်းနောက်ကနေပြေးပြီးတက်သွားမယ် cross ball ဖြတ်တင်မယ်ဒါပဲထင်တာအခုနောက်ပိုင်းအများကြီးပို့ပြီးရှုပ်ထွေးသွားပြီဖူးပက်ကစားသမားတဦးဒီကွင်းလျံလဲစော့နိုင်ရမယ်ဖန်တီးမှုလဲလုံနိုင်ရမယ်အေရီယာထိတ်ကလဲကန်နိုင်ရမယ် cross ball လဲခင်းနိုင်ရမယ်ဝင်းကကစားသမားကြီးနဲ့နားလဲမှုရှိရှိ zone rotation လုံနိုင်ရမယ် အဲ့ဒါဒီကြောင့်အာဆင်နသင်းရဲ့ကစားသမားတွေက၁၁ယောက်ဆိုပေမဲ့တကယ်ကြိုင်ဝော်ရစ်ကအရန်များတယ်။အဲကြောင့်တင်မာဒီအိုက်ဒါရဲ့လက်ရှိဒီယာဒီအခြေဆုံးပလေယာရဲ့တယောက်။အဲ့တော့ဂျူရီယန်တင်မာဒီယာဒီမှာဒီလောက်ကောင်းလာတာဟုတ်ကျွန်တော်အာဆင်နယ်ဖန်တွေကစညလုံးပြူးပြီးကြည်နေရတယ် သူကအာဆီယံတရားပြန်လာတာဟုတ်ရဲ့လားလို့ပြောရတဲ့အထိဒါပေမဲ့ကစားသမား2ဒီလိုမျိုးပြန်လာနိုင်ခဲ့တဲ့အတွက်လည်းတကယ်ဂုဏ်ယူတယ်သူတက်ကျွန်တော်ဒါတီးသန့် player special review လုပ်ပေးရပါလို့လေအဲ့တော့လာမယ့် PSG အသင်းနဲ့ပွဲစဉ်မှာလည်းဘယ်ဘက်ချက်မှ Louis Kelly ညာချက်ချက်မှ Julian Thema ဆိုတဲ့ full back အထိုင်ဘက် idea ဆက်ပြီးသုံးသွားဖို့ရှိရဲကဲအဆုံးထိကြည့်ပြတဲ့လည်း အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကောက်ကြီးပေါ့ပေးတဲ့ရှိုးဘောလုံး online အကြီးကိုလည်းကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်သူညောက်ကို0926639395ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေမှာဖြစ်ပါတယ်အဆုံးထိကြည့်ပြတဲ့လေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ